မင်္ဂလာပါရှင်ကျွန်မအခုရောက်ရှိနေတာကတော့ Russia Federation နိုင်ငံရဲ့မြို့တော် Moscow မြို့ကိုရောက်ရှိနေတာဖြစ်ပါတယ် Russia နိုင်ငံဟာကမ္ဘာအကြီးဆုံးနိုင်ငံဖြစ်ပြီး Russia နိုင်ငံရဲ့ Moscow မြို့နဲ့ St Petersburg မြို့တွေကတော့လူကြီးအထူးတက်ဆုံးမြို့ဖြစ်ပါတယ်အခုကျွန်မရောက်ရှိနေတဲ့မြို့တော့ Moscow မြို့ကတော့ Russia နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်ပြီးတော့ဥရောပတိုက်မှာလည်းလူကြီးအများဆုံးမြို့ဖြစ်ပါတယ် Moscow မြို့မှာတော့လူကြီးကခန့်မှန်းကြီးအနည်းနဲ့စနတ်တန်းကျော်ခန့်ရှိတယ်လို့သိရပါတယ် Moscow မြို့မှာတော့ Kremlin ရဲ့အစိုးရအဖွဲ့ ွဲ့ရုံးချုပ်များတရှိတဲ့မြို့လည်းဖြစ်ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့မြို့တော်မော်စကိုမြို့ကတော့ရုရှားနိုင်ငံရဲ့စီးပွားရေးဗဟိုချမ်းမဖြစ်ပြီးမော်စကိုမြို့မှာတော့စီးပွားရေးလုပ်ငန်းတွေနိုင်ငံတကာစီးပွားရေးကုမ္ပဏီတွေနဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့အစိုးရအဖွဲ့ရုံးချုပ်များတရှိရနေရလဲဖြစ်ပါတယ်။ဒါ့အပြင်ကမ္ဘာလက်ခီးသွားတွေအတော့ကတော့မော်စကိုမြို့ကလာရောက်လည်ပတ်သက်တဲ့မြို့တစ်မြို့လည်းဖြစ်ပါတယ်။မော်စကိုမြို့မှာဆိုရင်တော့ရုရှားနိုင်ငံရဲ့တမိုင်းချောင်းများယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များနဲ့ပြလိုက်များကိုလည်းလာရောက်လည်လာနိုင်မှာဖြစ်ပါတယ်။